။ကျောင်းရာဒီမှာအအေးမီတုပ်ကွေးနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေကိုကာကွယ်ပေးမယ်။အဓိကကျန်းမာရေးအချက်လက်တွေပြောပြပေးပါ။နံပါတ်၄လက်ကိုစနစ်တကျဆေးကြောပါ။ယောဂါဘိုးတွေဟာလက်ကနေအများဆုံးကူးဆက်တာဖြစ်တဲ့အတွက်လက်ကိုမကြခဏဆေးကြောဖို့လိုအပ်ပါတယ်။အထူးသဖြင့်အပြင်ကနေပြန်လာရင်ဆေးကြောဖို့လိုအပ်တယ်။ဒါပြင်အစာမစားခင်အိမ်နာတက်ပြီးတဲ့အချိန်၊နာစီချောင်းဆိုးပြီးတဲ့အချိန်မှာမဖြစ်မနေဆေးကြောဖို့လိုအပ်ပါတယ်။နံပါတ်2ကောက်ွယ်ဆေးထိုးပါ ။စောင်းမဝင်ခင်မှာယာတီတုတ်ကွေးကာဝယ်ဆေးထိုးတာကတုတ်ကွေးဖြစ်နိုင်ခြေကိုကြောချပေးပြီးတော့ပြစ်ခဲ့မယ်ဆိုရင်တော့မှယောဂလက္ခဏာပြင်းထန်မှုကိုတက်တာစီပါ။နံပါတ်၃နာစီချောင်းဆိုးလုပ်တဲ့အခါမှာဖုံးအုပ်ပါ။ကျွန်တော်နာစီချောင်းဆိုးလုပ်တဲ့အခါမှာဆိုရင်နှာခေါင်းနဲ့ပါးစပ်ကိုဖုံးအုပ်ထားတင်ပါလိမ့်မယ်။အဲ့လိုဖုံးအုပ်တဲ့အခါမှာကျွန်တော်တ िश ူးနဲ့ဖုံးအုပ်လို့ရတယ်လို့တ िश ူးမရှိဘူးဆိုရင်လည်းသူလက်ဖြံဒါမှမဟုတ်ရင်ဒီတရောင်ဈေးအတွင်းဘက်ပေါ့နော်အဲ့ဒါနဲ့အုပ်ပြီးတော့ချောင်းဆိုးပါလက်ဖွားနဲ့ဓာတ်ရဲအုပ်ပြီးတော့ချောင်းမဆိုးပါနဲ့နားမချိပါနဲ့ ပြီးွားပြီဆိုတော့ကျွန်တော်တို့ရဲ့လက်ကိုချက်ချင်းစေကြောဖို့လိုအပ်ပါတယ်။နံပါတ်၄လူစုလူဝေးကိုရှောင်ပြီးတော့နေဝင်လေထွက်ကောင်းပါတယ်။ကျွန်တော်တို့ယောဂဘူရှိတူနဲ့မိကက်နိုင်မဲ့ဒီလူစုလူဝေးရှိတဲ့နေရာကိုတတ်နိုင်လမ်းများရှောင်မယ်။နောက်ပြီးွားပြီဆိုကျွန်တော်တို့အိမ်ထဲမှာလည်းယောဂဘူတွေမစုပြောင်းအောင်လို့ကျွန်တော်တို့ရဲ့အိမ်ကိုကတိန်းပေါက်တွေဖွင့်ပြီးတော့နေဝင်လေထွက်ကောင်းအောင်လုပ်ပေးဖို့လိုအပ်ပါတယ်။နံပါတ်၅ဥက္ကံအကောင်းနေထိုင်ပါ။ကျွန်တော်တို့အိပ်ချက်တဲ့အခါမှာ မင်းအ ਨੇ ဆုံး9နာရီကနေအများဆုံး9နာရီအိပ်စက်ဖို့လိုရတယ်။ဒါကကျွန်တော်တို့ရဲ့ကိုခန်းစနစ်အတွက်အရင်ကအရေးကြီးပါ။နောက်ပြီးတော့ကျွန်တော်ကစောင်းရာဒီမှာဆိုရင်ရေတောက်တာကရေစားတာနည်းတယ်။ဒါကြောင့်မလို့ကျွန်တော်ရေတောက်တဲ့အခါမှာဒါရေနွေးခြင်းတောက်တာတော့မမဟုတ်တစ်ဖက်ပူပူလေးတွေတောက်တာတော့မမဟုတ်ကျွန်တော်စွပြုတ်တွေတောက်တာတွေပုံမှန်ကျွန်တော်ရေတက်ကိုထိမ့်တဲ့ပြီးတော့နေဖို့လိုရပါတယ်။နောက်ပြီးတော့ကျွန်တော်တို့အပူချိန်ကိုထိမ့်ဖို့လိုရတယ်။ကျွန်တော်တို့အပြင်သွားတာပဲဖြစ်ဖြစ်ကျွန်တော်တို့အိမ်ထဲမှာနေတာပဲဖြစ်ဖြစ် တို့အဝေစားကိုကျွန်တော်ကနည်းနည်းထွတ်ထွတ်ဝတ်ပြီးတော့ခန္ဓာကိုယ်အပူချိန်မကြအောင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ဒီအချက်၅ချက်ကိုလိုက်နာမယ်ဆိုတော့ကျွန်တော်တို့ကစောင်းရာဒီမှာကြက်ကြက်မမာနဲ့နေထိုင်သွားလာနိုင်မှာပဲဖြစ်ပါလေ။နောက်ဗီဒီယိုမှာစောင်းရာဒီမှာကိုခန်းကမြင့်တည်ပေးမယ်အစားအစာတွေအကြောင်းကိုပြောပြပေးပါ။ကြည့်ကြနေဆိုတော့ကျွန်တော်ရဲ့အကောင့်ကို like and follow လေးလုပ်သွားပေးပါခင်ဗျ။